ရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့စပါတင်350နဲ့အမထာဆန်အိတ်၄သိန်းကိုမြန်မာနိုင်ငံဆန်စပါအတင်းချုပ်ကဝယ်ယူမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံစံတပါအတင်းချုပ်အနေနဲ့ပို့ကုန်ကုမ္ပဏီများအတင်းဝင်စံစံချင်းများနဲ့ညှိနှိုင်းပေါင်းဆက်ပြီးစပါတင်350နဲ့အမထာစံအိလေးသိန်းဝယ်ယူရေးကို2025ခုနှစ်ဧပြီလနဲ့မေလတွင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံစံတပါအတင်းချုပ်ကတင်ထုတ်ပြန်ထားပါတယ်။မရှလာနစံနေရတွင်ကျင်းပပြုလုပ်သောမြန်မာနိုင်ငံစံတပါအသင်းချုပ်ရဲ့လုပ်ငန်းညှိနှိုင်းအစီအဝေးများဆွေးနွေးပွဲများနဲ့ဆက်လင်းပြီးတရင်ထုတ်ပြန်ရာတွင်အခုကဲ့သို့အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။လက်ရှိအခြေအနေတွင ်နိုင်ငံတကာဝယ်လိုအားကျဆင်းနေခြင်းပြည်ရင်းဝယ်လိုအားများကျဆင်းနေခြင်းအတွက်ဆန်စပါးဈေးကွက်အတွင်းအမထာအနွေစပါးစိုက်ပျိုးသောတောင်သူလေသမားများအနေနဲ့ဈေးနှုန်းကျဆင်းနေခြင်းနဲ့ရောင်းချရန်ခက်ခဲနေခြင်းတို့ကြောင့်စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေမှုနဲ့ပတ်သက်ပြီးအခုကဲ့သို့ဝယ်ယူပေးရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၎င်းထုတ်ပြန်ချက်အရာတိရပါသည် အလာတူစပါဆန်ယောင်ဆောင်ရန်အခက်အခဲရှိပါကမြန်မာနိုင်ငံဆက်စပါအပင်ဆုံးရုံ ဖုန်းနံပါတ်3ညတ2 3 3ညတ2 2 2 9 3ညတ2 2 6 2 6 6 6 2နိုင်ကြောင်းလဲထုတ်ပြန်ချက်တွင်အသိပေးထားပါတယ်။ဒါအပြင်2025-2026ဘဏ္ဍာနှစ်တွင်ပေါင်းစံတန်ချိန်3သိန်းတင်ပေါ်နိုင်ရထားစာမလေးရှိသလိုပေါင်းစံဆက်30ကိုအစဉ်မြင့်တင်ခြင်းလိုအပ်သောပံ့ပိုးကူညီမှုများဆောင်ရွက်ခြင်းပေါင်းစံထုတ်လုပ်မှုဖွံ့ဖြိုး ုတို့ရဲ့အတွက်ရေတိုရေရှည်ဆောင်ရွက်ရေးကိစ္စရပ်များနဲ့ပတ်သက်ပြီးလည်းညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးဖြစ်တယ်လို့ဆိုပါတယ်။ ထိုအတူအသင်းချုပ်နဲ့ MOU ရေးထိုးထားတဲ့ Solar Energy Company စတက်ခုနဲ့ Expo ဆောင်လေးရရှိတဲ့စံစဲကြီးများတွင် Solar Energy စက်တက်စင်အင်အား48.5မဂါဝတ်ကိုစတင်ဆောင်ရွက်နိုင်ရန်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး Solar Energy တက်စင်မဲ့စနစ်အမျိုးမျိုးအပေါ်ညှိနှိုင်းဆွေးနွေးခြင်း Solar Company များရဲ့ရင်းနှီးမြှုပ်နှံမှုဖြင့်ရရှိမဲ့လျှက်စစ်ဓာတ်ကိုဝယ်ယူသုံးစွဲရေးလေယာဉ်သီးနှံများတွင်စိုက်ပျိုးရေးရရှိရေးဆောင်ရွက်မဲ့ကိစ္စများစသည်တို့ကိုညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းလည်းသိရပါရဲ့ရှင်။